မလက်ထက်ကရနေဆာရောက်လာခဲ့ရပေါ့ကြားပြီးပေါ့ညီမလေးအခု2025ဆိုတော့မိုက်တို့ပေါ့55နှစ်ကျော်တော့ရှိပြီပေါ့ညီမလေးနော်အလုပ်ကအလုပ်ဘာလို့တက်ထက်ဆုံးချစ်လဲဆိုတာအန်ဒီရောမိဘကအဖေနဲ့꿰ပြီးတော့ဒီအတော့ရောင်းတာအန်ဒီတို့ကိုညီမလေးရောက်ရှာကျွေးတယ်ဘာရခလေးရောမတို့ဖြီလိုက်ပြီးတော့နေလို့ရှိရင်လေစီလေးဆန်းလိုက်တာနဲ့စီလေးဆန်းအဲ့အင်ဘက်နဲ့စီနဲ့ထိတယ်မှာအင်ဘက်နဲ့ညမှုကိုထောက်သွားတာ တော့စားရတာပေါ့ရတာလေအနံ့လေးတစ်မျိုးထွက်သွားတာပေါ့ညီမလေးရဲ့အဲအဲ့လို feel လေးတော့ဖြစ်သွားတာပေါ့ခံစားချက်လေးတစ်မျိုးဖြစ်သွားတာတပွဲတော့ဖွားဖွားတော့တပွဲတက်မှတ်ပေါ့ညီမလေးတက်မှတ်ခစ်ကလေးဆိုင်အောင်လာပေါ့အခုဆိုရင်တော့အခုဆိုတော့80ပေါ့1988ခုနှစ်မှာတော့၅ချက်ဖြစ်သွားပြီအဲ88ကနေ၅ချက်၅ချက်ကနေဒီဖိနဲ့တက်တက်လာတော့ပေါ့ညီမလေးအခုတော့တပွဲကို2000ဖြစ်သွားပြီ2000ဖြစ်သွားပြီဟုတ်ကဲ့ပါ ပဲမာကြီးတို့ကကျတော့အဖွားလက်ထက်ကလေးရောင်းလာပေါ့ညီမလေး1980တဲ့စပြီးရောင်းလာလေအဖွားလက်ထက်ကလေးကနေစရောင်းလာခဲ့တာပေါ့ကြားပြီးပေါ့ညီမလေးအခု2025ဆိုတော့မိုက်တို့ပေါ့55နှစ်ကျော်လောက်ရှိပြီပေါ့ညီမလေးနော်ဒါပင်းရင်းဆိုင်ပေါ့ညီမလေးတို့ဘူးကြိုင်နေပင်းရင်းဆိုင် မတော်ဘူးဆိုတာလက်ရန်စစ်ပင်းရင်ဆိုင်ဆိုတော့1980ရဲ့ဒီဆိုင်မှာဆက်ရောက်ခဲ့တာပြီးတော့မှအခုနောက်ပိုင်းမှာမှစားသူတွေရဲ့အလိုဆန္ဒရမှာတို့ကပိုင်ဝေါ်ဆိုင်လေးထက်ခွဲပြီးတော့သွားတာပေါ့နော်အတုပ်ဆောင်ရမယ်ကြာဆန်သုံးခောက်ဆွဲသုံးနန်းကြီးသုံးနန်းညာသုံးငဖဲသုံးတခိုင်သမောတီသုံးရှောက်ပြီးသုံးကြာဆန်ချက်အုံလို့ခောက်ဆွဲအလားရမယ်မြန်မာလေးတမတ်ထက်ကလည်းအန်ဒီကမေမေနဲ့တွဲရောက်နေတဲ့လူနော်10နှစ်သမီးတဲ့အန်ဒီ10နှစ်သမီး ။ဒီရတော့အဲ့ဒါအဲ့ဒါမှမြန်မာရဲ့အတုပ်ဆုံးပဲလေ။မြန်မာအတုပ်ဆုံးပဲလေ။အခုကဟိုနည်းနည်းနောက်ပိုင်းဟာတွေဖြစ်နေတယ်။အန်ဒီတို့ကဒါမကြီးသေးထင်ရဲ့ရုပ်ရှိတော့နန်းငယ်ပါလာပေါ့ဟိုမှာမပါရင်လည်းဟိုမှာဖြစ်ဘူးဆိုပါတယ်ဒါငပြန်ရလဲဟိုးတော့နှစ်ရလွယ်နှစ်ပေါင်း90ကျော်ကငပြန်ရပဲအဲ့ तू ကလည်း तू ကဒါပဲလုပ်တယ်အတော့မှအရေးကြီးတာစီကြက်ညီမလေး စီချက်ရအချင်းရငပြရင်အဲ့သုံးခုကအရင်ရေးကြည့်ကြပါလိမ့်အမားတို့ကကြတော့လေဟိုပေါ့တန်းန်းကြလာနဲ့မြတ်အဖွားနေပြီးတော့လက်ဆင့်ကမ်းလာတယ်ဒီပစ္စည်းကိုဒီချိုးတိုင်းမဲ့ချက်မယ်ဒီစီကိုဒီတိုင်းမဲ့ချက်မယ်လုံးဝအမားတို့အတိတ်ဆောင်မရှိဘူးဥပမာဒီစီအချင်း၁၀ချက်မယ်ဆိုရင် ငွေသိခွဲချံဘလောက်ဆိုအမားတို့မှာအတိအကျရှိတာပေါ့နော်အမားတို့အဲ့ချိုးစားလုံးဝမလျှော့ဘူးညီမလေးအဖွားနဲ့ထက်ခါဆင်းအပေါ်အတော်ရီပေါ့အတော်ရီကမှတစ်ဆင့်အမားတို့အဲ့လိုမျိုးလက်ဆင့်ကမ်းလာတာဆိုတော့လေဒီဒီအလုပ်ကအဲ့လိုဘာလို့တတ်ထက်ဆုံးချစ်လဲဆိုတာအန်ဒီတို့မိဘကအဖေနဲ့ क्वे ပြီးတော့ဒီအတော့ရောင်းတာအန်ဒီတို့ကိုညီမလေးရောက်ရှာကျွေးတယ်တူတူမ၅ရောက်ဦးနှတ်တွင်ဆရာမနော်အင်ဂျင်နီယာ နော်တရားလွှတ်တော်ရှင်းနေရှိပါတယ်ရှင်းနေရိုးရိုးရှိတယ်စကိုင်းရတယောက်ရှိတယ်ဒီပညာနဲ့ပဲဒီအတုတ်ကလေးနဲ့ပဲအဒီတော့ပေါ့နော်မိဘရဲ့ဂုံတိတ်ခါအယံကိုဒီလိုလောက်တာပါထိန်းတာပါသမီးဟိုအပြီဘက်ကမပြန်တဲ့ခါကြတော့လေအဲ့ဒီကသူတို့ဘက်မှာအတုတ်ကလေးတွေကိုလေတလင်းတုတ်လေးအဲ့ဒါမအရန်သဘောကျလာတာဟိုဆိုအဲ့လားလေးကိုမပြေးရနေတဲလာလို့ရှင်အရင်ရောက်တဲ့ဒီအဲ့လားလေးကခံနေညွာလေးရဲ့တိုးချင်းပြုတ်ချင်းမရှိတော့မသဘောရမ်းကြပါသေးလားသဘောရမ်းကြတော့ကဲအဲ့ဒါဆိုတော့မြို့သားပေါ့နော်အဲ့ကြားကြီးပေါ့ဘယ်လိုလုပ်ကြမလဲပြီပါဆိုသူကလည်းစူးစမ်းပြီးရှာပေးတယ် ထူးခြားပြချင်မိမကြီးတဲ့ဆက်သွယ်ရပြီအဲ့ဒါဆိုရင်တော့ invalid နဲ့ပြင်ရောင်းမယ်ဆိုတော့မတို့ invalid နဲ့ပြင်ရောင်းပြစ်တာပေါ့2021လောက်ကပေါ့ပြန်စတာပေါ့ညီမလေးအဲ့တော့အဲ့ရနေမှာတော့ online လုပ်ငန်းလေးစလိုက်တယ်2021ကနေစပြီးတော့လေအဒီဒီပေါ့တောက်လျှောက်ပေါ့ဒီကြားထဲမှာပေါ့ညီမလေး impact ရလေးပြက်တာလို့ရှိတာပေါ့နော်အဲ့တို့ကကြတော့ online တော့လည်းဝင်ပြီးခုရတဲ့ခါကျတော့ရတူးအခြေအနေနဲ့တဘာဝဘီရနေရှိတဲ့ခါကျတော့တို့ကမခုပြစ်ဘူးအဲ့လိုပြက်သွားတဲ့ရက်လေးရှိတယ်ပေါ့ အခုနောက်ပိုင်းတော့အမားတို့ကလည်းဒီဘက်ကစူးစမ်းပြီးလုပ်ပေးပါဒီဘက်မှာရန်ကုန်ကပေါ့နော်စားသူတွေအရန်သဘောကြတယ်အင်ဘက်ကလေးကိုအရန်သဘောကြတော့အမားတို့ကကူညီပေးပါလို့ပြောသူတို့ကလည်းအဆက်မပြတ်ပို့ပေးရမှာတို့လေမလင်းအဲ့ဒီမိတ်ကက်ဆိုလို့ရှိရင်အမြဲတမ်းလေးဟိုတနေ့ကတော့လာစားတယ်ကြည်ကြည်လို့ရှိရင်အမြဲတမ်းဖောက်တယ်ပေါ့။ကြုံတဲ့အချိန်ဆိုလာစားပြီ။ကြည်ကြည်ကမရောက်လာတယ်ဆိုတော့အမကအမြဲတမ်းပြောတယ်။အဲ့မလင်းဆိုလို့ရှိရင်အញ្ញမ်းလည်းသဘောကောင်းတယ်မလင်းက။မလင်းအရင်ကလေးကစားတာ။မလင်းအရင်ကလေးကစားတာ။အဲ့မလင်းကလေဘယ်ရွယ်လောက်ဖြစ်မလဲဆိုတော့အဲ့တန်းသူဟုတ်တယ်။ဟုတ်တယ်။ ရှစ်တန်းနှစ်လောက်ခရီးစားတာလေမာကြပြီပေါ့ဗျာဆယ်ဝဲဆယ်ဝဲအခုဒီစားနေတော့အခုဒီစားနေအောင်ကြုံလို့ရှိရင်ဒီဘက်ကိုကြုံလာတဲ့ခါကျလို့ရှိရင်မလင်းရဝင်ဝင်လာပြီးစားတယ်ဒီမှာလေအပီးတယ် အဲဘောနော်ဒီကကြတော့လှည့်တန်းစေးတဟာရပါဒါကပင်းရင်ဆိုင်လေးပါရှင်အဲဆိုင်နံပါတ်2ကတော့လှိုင်းဘူတိုင်ယုံဈေးကြီးထဲမှာရှိပါတယ်ကြားကြောင်းနဲ့မျက်နှာချင်းဆိုင်ဈေးယုံကြီးမြင်းကြီးထဲမှာရှိပါတယ်တဟာရလှည့်တန်းစေးတဟာရဆိုင်ခွဲလို့ရေးထားပါတယ်ရှင်ဆိုင်နံပါတ်3ကတော့တောင်းကလာပလီတာဈေးယုံထဲမှာရှိပါတယ်ရှင်သူကကြတော့မြေစုစားပွဲဆိုလှည့်တန်းစေးတဟာရဆိုပြီးတော့ဆိုင်မုတ်လေးတက်ထားပါတယ်ဝိဇ္ဇရာပေါ့နော်အခုဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးပါလို့ရှိရင် ဟိုဝေးကွာနေတဲ့တငယ်ချင်းတွေပေါ့အချင်းချင်းပြန်လဲဆုံတွေ့နိုင်ပါသေးပါဆိုတော့ကြည့်ရောပေါ့ကြီးကြီးတို့နဲ့အဆက်အသွယ်ပြတ်နေတဲ့တငယ်ချင်းတွေပါလေဆိုတော့ဒီဗီဒီယိုလေးကြည့်ပြီးတော့တတိတရရှိတယ်ဆိုလို့ရှိရင်ဒီဆက်ရလဲလဲစေးသဟာရဆိုင်ဒီမှာလဲလာရောက်အပီလို့ရပါတယ်ရှင်။ over sea မှာရောက်နေတဲ့စားသုံးသူတွေအတွက်လဲဒီကနေ့တခုပြောချင်တာကတော့ရည်သူစားပွဲတုံးလဲလဲစေးသဟာရဆိုင်ခွဲတွေတင်ရင်းဆိုင်တွေရနေပြီးတော့ over city ပို့နိုင်အောင်စီစဉ်နေပါတယ်ရှင်။အခုတလုံးမှာပေါ့နော်အလုံးလေးမအားတဲ့ကြောင့် over sea ပို့ဖို့တော့ခဏလေးရက်ဆိုင်လာတာပါပေါ့နော်။တချို့စားသူတွေဆိုညီမလေးရဲ့ over sea ကနေလှမ်းမာတာရှိတယ်။ စားခြင်းလို့ပါဒီကိုပြန်မလာဖြစ်တော့လို့ပါပေါ့နော်အချောင်းချောင်းချောင်းပေါ့ပို့ပေးပါလားဆိုကိုယ်ပို့ပေးခြင်းနဲ့ညီမလေး तू ကကြတော့ထုတ်ပုံးမှုကစားတားအတန့်ရှင်းပြီးတော့လေအန်ဒီအရန်များတဲ့ကြောင့်သူ့အတွက်လိုအပ်တဲ့တင်တန်းတွေအမှတက်နေရသေးတယ်ဘောနော်အဲ့လိုတင်တန်းတွေတက်နေရတဲ့ခါကျတော့ overseas ကိုပို့နိုင်ပြီးတာပါမကြခင်မှာပဲ overseas ကိုပို့နိုင်ဖို့အတွက်လည်းစီစဉ်ထားပါတယ်ရှင်တင်တန်းတစ်ဟာရအောင်လွမ်းနေတဲ့သူတိတ်မကြခင်ပို့ပေးမယ်ပေါ့ပို့ပေးရတော့မှာပေါ့ဟုတ်ပါရဲ့ရှင်ဟုတ်ပါရဲ့ရှင်ဟုတ်ပါတယ်ဟုတ်ကဲ့ပါရှင်